ိုရီးယားဟိုအကြောင်းနဲ့ပတ်သက်ပြီးတော့လာဖို့ပြင်ဆင်နေတဲ့အကြောင်းသူကြောင်းသားတွေဗီဇာလျှောက်တာရေးနောက်ပြီးလို့ရှိရင်ကိုရီးယားဘက်မှာရှိနေပြီးတော့ဒီ4ဗီဇာနဲ့ကြောင်းတက်နေတယ်ကိုကဒီ2ဗီဇာကိုလောက်ထားတယ်ဒါမှမဟုတ်ပြောင်းမဲ့ကြောင်းသူကြောင်းသားတွေဗီဇာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဆုံးဖြတ်နေလဲဆိုတော့လက်ရှိလက်တလောပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးမှာမျှဝေပြီးမ အားလုံးပဲမင်္ဂလာပါလက်ရှိမြန်မာနိုင်ငံဘက်တန်ယုံကနေပြီးတော့လုတ်ပေးနေတဲ့ဗီဇာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပထမပိုင်းပြောမယ်။ဗီဇာနဲ့ပတ်သက်ပြီးတော့ကလက်ရှိမြန်မာနိုင်ငံကနေပြီးတင်းကျပ်လာတဲ့စီမင်းစည်းကမ်းတွေရဲ့ဒီပြပထွက်ခွင့်ပြုတဲ့အတက်အသက်ချက်အပိုင်းခြားတွေရနေကျွန်တော်တို့နှစ်နိုင်ငံတန်းယုံတွေကနေပြီးတော့ဖီအပီပီလုတ်ဆောင်နေတဲ့အပိုင်းတွေရှိတယ်။အဲဒီအတွက် ကျောင်းနဲ့ပတ်သက်ပြီးတော့လေအကျိုးသက်ရောက်မှုတွေကတော့အများကြီးရှိလာတယ်ပေါ့နော်ပိုဆိုးတာကကျွန်တော်တို့အခုကလက်ရှိဘလို့ဖြစ်သွားလဲဆိုတော့တန်ယုံနေရဲ့အလုံးလုံးပုံကအများကြီးဘလို့ပြောမလားအရင်နဲ့ဆာအများကြီးပို့ပို့ပြီးတော့ယော်ရေးလာအောက်ကပြောနေတဲ့ feedback တွေကိုလုံးဝကယူမဆိုင်တော်တာမျိုးနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ visa ပေးနေတဲ့အတိုင်းအတာမျိုးမှလည်းဘလို့မျိုး criteria နဲ့ပေးနေလဲဆိုရင်ပတ်သက်ပြီးဟိုအရန်ဘလို့ပြောမလဲ system တစ်ခု format တစ်ခုမရှိနေပင်နဲ့စိတ်အခြေအနေပေါ်မူတည်ပြီးတော့ပေးတဲ့ပုံစံမျိုးဖြစ်နေတဲ့အပိုင်းတွေလည်းအများကြီးရှိတော့ပေါ့နော်အဲ့တော့ကျွန်တော်က visa ရှောက်မဲ့ចောင်းသားတွေအနေနဲ့ကတော့ number 1အချက်ကဘာတော့လောအောင်လဲဆိုကိုယ့်ဘက်ကပြင်ဆင်စရာရှိတဲ့အချက်လက်ကိုတော့အတက်နိုင်ဆုံးပြည့်ပြည့်စုံစုံဖြစ်အောင်ပြင်ဆင်ရပို့တော့လိုတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီကိုကငွေတွေအချက်လက်တွေ ကိုယ်ရဲ့အဆင့်အမှန်တွေဖြစ်နေသည့်အတိုင်းအောင်ကျွန်တော်ပြင်ဆင်ပုံပြင်ဆင်နည်းတွေလည်းလိုအပ်တယ်အဲ့တော့အဲ့ဒီလိုမျိုးတဆင့်ချင်းပြင်ဆင်ဖို့ဒီအားရတော့ကျွန်တော်တို့90% functions လောက်အရေးကြီးတယ်လို့ကျွန်တော်တော့ယူဆတယ်အဲကျွန်တော်10% function ပေါ့နော်အဲ့ဒါဘယ်လိုဖြစ်မလဲဆိုတော့အကြောင်းလေးအပိုင်းမှာကျွန်တော်ပြောမယ်အဲ့တော့ထူးထူးခြားခြားဘာတွေ့ရလဲဆိုတော့အဲကျွန်တော်ကျောင်းသူတယောက်ကပထမနှစ်ကြိမ်ဗီဇာရတယ်ဗျာအဲ့တော့ဒီအချက်လက်ဒီ position နဲ့ပဲအဲတိုင်ယုံဗီဇာတင်ခဲ့တယ် တင်ငယ်ပရမတ်တစ်ကြိမ်ဗီဇာရတယ်ဒါပေမဲ့အာဗီဇာရတာဒီနောက်ကျနေတဲ့အတွက်အကြောင်းဘက်ကနေပြီးတော့ now intake မှာဝင်ပါဆိုပြီးတော့ပြောတဲ့အတွက်ဝင်ခွင့်မပေးဘူးဆိုပြီးတော့ဘာဖြစ်သွားလဲဆိုတော့အာပရမတ်တစ်ကြိမ်ဝင်ခွင့်မရလဲမဝင်လိုက်ဘူးကိုရီးယားဘက်ကမလာလိုက်ဘူးအဲ့တော့သူဘာပြန်လုပ်လဲဆိုတော့နောက်တစ်ကြိမ်ပြန်ပြီးတော့ရှောက်တယ်အဲ့တော့နောက်တစ်ကြိမ်ပြန်ရှောက်တဲ့အချိန်မှာလည်းပဲအဲ့အကြောင်းသူဘာဖြစ်သွားလဲဆိုတော့ visa approve ရသွားတယ် အဲ့တော့ဒီ position နဲ့ပဲသူပါပြန်လောက်တာလေဒီလက်ရှိရှိနေတဲ့ resource တွေနဲ့ပဲပထမတစ်ချိန်လည်းရခဲ့ပြီပြီအဲ့တော့နောက်တစ်ချိန်ထပ်ပြီးတော့ရှောက်တယ်နောက်တစ်ချိန်လည်းပဲ approve ရခဲ့တယ်အဲ့တော့သူဘာဖြစ်ပါလဲဆိုတော့ pizza ၂ချိန်ရသို့ပင်တော်ညာလည်းပဲဒုတိယအချိန်မှာလည်းကျောင်းကပြူငွေနောက်ကျရဲဆိုပြီး cancel လုပ်တယ်အဲ့တော့ agency ကလည်းဒီအချိန်မှာထပ်ပြီး fine မှာဆိုပြီးလုပ်တဲ့အခါပြဿနာဘာဖြစ်လဲအဲ့ကျောင်းကတတိယအချိန်မှာ pizza fine ဖို့ဖြစ်လာအဲ့တော့ pizza ဒီ အာဒါကိုရီးယားကိုအကြောင်းနဲ့လာဖို့ပြင်ဆင်နေရလို့လည်းသိရယ်ဗီဇာရဖို့အရန်ခက်ခဲတဲ့အတိုင်းအတာတစ်ခုမှာကျွန်တော်ဒီအကြောင်းသူကဗီဇာနှစ်ချိန်အောင်ရပြီးသွားပြီအဲ့ဒီတိုင်ကိုရီးယားကိုမရောက်လာနိုင်သေးဘူးโอเคသူနောက်တစ်ချိန်တတိယအချိန်ဗီဇာပြန်လျှောက်တယ်လျှောက်တဲ့အချိန်မှာအော်စဉ်းစားကြည့်တတိယအချိန်ဗီဇာလျှောက်ရတယ်ဆိုတဲ့အချိန်ကြီးအဲ့ဒီအကြောင်းသူရဲ့ process ကဒီ journey ရ bluff ရှည်နေပြီလဲဆိုတာစဉ်းစားကြည့်လို့ရမယ်ကျွန်တော်ဒီ process ကိုလုပ်နေတဲ့လူတိုင်းသိတယ်အဲ့တော့ ဘလောက်ငွေကုန်ကြေးကြစိတ်ပင်မလူပမဖြစ်မလဲဆိုတာအဲတော်တော်များများတည်ပြီးသားဖြစ်တယ်အဲ့တော့တတိယအချိန်ကျတော့ तू ကဒီအရှိနှစ်ချိန်လုံးကရခဲ့တဲ့ဒီရှိခဲ့တဲ့ resource တွေ information တွေအတိုင်းပဲ तू ပါပြန်လောက်တာလဲဆိုရင်ကျောင်းကိုပြန်လျှောက်တယ် visa ပြန်ဝင်တယ်အဲ့ဒီအချိန်မှာဘာတော့ဖြစ်လဲ reject တော့ဖြစ်တယ် deny တော့ထီးအဲ့တော့ ဒီเจ้าသူကเจ้าလာတက်လို့မရတော့ဒါဆိုလို့ရှိရင်တန်ရင်ကဒီเจ้าသူပုံမှာဘာတွေကိုအခြေခံပြီးတော့တနိုင်းပေးလိုက်တာလေအဲ့တော့ तू ပေးလိုက်တဲ့တနိုင်းမှာအဲနံပါတ်3ခုရှိတယ်အဲ့နံပါတ်3ခု ਨੇ တနိုင်းဆိုပြီးဖြုတ်ချလိုက်တယ်ဒါပေမဲ့အဲ့တနိုင်းအဲ့နံပါတ်3ခုကိုကျွန်တော်လေ့လာကြည့်လိုက်တဲ့အခါမှာလေနံပါတ်1ဒီအခြေအနေကိုကျွန်တော်တို့က complain လက်တက်လို့မရဘာမှလည်း အကြောင်းပဲဆိုလေတိကွမရှိဘူးလက်ရှိပီဇာရှောင်းနေတဲ့ပုံစံအနေအထားဘာမှလည်းလုပ်လို့ရမှာမဟုတ်ဘူးအဲ့တော့ဒီကြောင်းပြောတော့သူကျွန်တော်တို့၃ချိန်ပီဇာ၃ချိန်ရှောက်ခဲ့တိုင်းလာမှာ၂ချိန်ရပြီးတော့ကိုရီးယားဘက်ကမရောက်ခဲ့ဘူးနောက်ဆုံး၃ချိန်မှာထိတယ်ဆိုတော့လက်ရှိအခြေအနေအရဆိုရင်ကိုရီးယားကိုရောက်ဖို့တိအရန်အရန်ထပ်ပြီးတော့ကြာဖို့ရှိတယ်ဟုတ်ပြီအဲ့တော့ဒုတိယတစ်ချက်ကလက်ရှိလက်တလုံးမှာကျွန်တော်တို့ number 7ကိုခေါ်တဲ့အချက်တစ်ချက်ရဲ့ နံပါတ်11လို့ခေါ်တဲ့အချက်ချက်ရေးဗီဇာတနိုင်ပေးတဲ့အချိန်မှာနံပါတ်7ကိုကျွန်တော်ထပ်ပြောမယ်။နံပါတ်7မှာအဓိက story plan နဲ့ပတ်သက်ပြီးတော့မှသူတို့ကတန်တရာရှိတာပေါ့နော်။ဒီအသေးစိတ်မပါဘူး။ကျောင်းသားဘယ်လိုဘယ်လိုလေ့လာမလဲ။ဒါဒီပုံမှာပြောရအဲ့တော့ study plan လို့ပြောတဲ့အချိန်မှာကျွန်တော်တို့ကအဓိကအကြောင်းအပြည့် study plan ရှိမယ်။ဒီအကြောင်းသားကနေပြီးတော့တင်တဲ့ and the personal statement နဲ့ကျွန်တော် study plan ဒီလိုမျိုးအကြောင်းအရာလည်းရှိမှာပေါ့နော်ဒါရေးအကြောင်းပြန်တွဲတင်ပေးတာမျိုးတွေပါလေရှိရအဲ့တော့ထားလောင်ပြဿနာမရှိဘူးအဲ့တော့ဒီ number 7ကိုကျွန်တော်နားမလည်နိုင်တဲ့တစ်ချက်ကပါလေဆိုတော့အဲ့တော့ဒီကြောင်းပေးလိုက်တဲ့ study plan တန်ရုံးကိုပြင်မှာဆိုပြီးတော့ပေးလိုက်တဲ့သူ့ရဲ့ study plan guideline ဒီလေးပဲကျောင်းသားအတိုင်းဒီတပြေးညီဒီအတိုင်းပဲပေးတာဒီကြောင်းပဲဒီ intake ပဲတချို့ကျောင်းသားက visa ရတယ်တချို့ចောင်းသားကဒီ number 7နဲ့ visa တနိုင်ဖြစ်တယ် reject ဖြစ်တယ်အဲ့တော့စဉ်းစားကြည့်အဲ့တော့ dictionary plan ကပုံမှန်အဖြစ်သူ့ရဲ့အဆိုအရဆိုလို့ရှိရင်ကျွန်တော်တို့ကတန်ယုံရဲ့ထုတ်ပြန်ချက်အရဆိုလို့ရှိရင် number 7ဒီကျောင်းဘက်ကပေးတဲ့ study guideline ကိုအခြေခံပြီးတော့ပြောတာအဲ့တော့ကျောင်းသားရဲ့ study plan ပုံမှန်အရင်တန်ယုံမှုမရှိဘူးဘာကြောင့်တန်ယုံမှုမရှိတာလဲဆိုတော့ကျောင်းသားရဲ့ study plan နဲ့ personal statement ကိုဆုံးဖြတ်မှာကဒီလက်ခံတဲ့တက်ပတ်တော်လက်ခံတဲ့ university ကနေပြီးတော့ဆုံးဖြတ်မှာအဲ့တော့ လက်ခံတဲ့ university ကဆုံးဖြတ်တာဖြစ်တဲ့အတွက် okay လက်ခံတဲ့ university ကဒီကျောင်းသား okay ငါတို့လက်ခံတယ်လို့ပြောတဲ့အတွက် तू ကဒီ study plan ကို visa တင်ဖို့အတွက်ဒီ admission letter တွေကို तू ထုတ်ပေးလိုက်တာအော် okay ကျောင်းသားဘက်က study plan နဲ့ကျောင်းကျောင်းရဲ့အဆင်ပြေသွားပြီအဲ့တော့တန်ရုံ visa ဝင်ဖို့အတွက်ကျောင်းကနေပြီးတော့သူတို့ကျောင်းရဲ့အဲဒီ curriculum guideline ကိုဒီကျောင်းသားအတွက် visa တင်ဖို့အတွက်ပေးရတယ်ပေးတဲ့အချိန်မှာအဲ့ဒီ guideline ကိုပဲကျောင်းသားတိုင်းကဒီ guideline ကိုပဲ တန်ယုံကိုတင်တယ်။သုံးမတော်ညာလည်းပဲဗီဇာရတဲ့လူကရတယ်မရတဲ့လူကမရအောင်ကျွန်တော်တခြားအချက်တွေပါတယ်ဆိုလို့ရှိရင်တော့ဒီအချက်ကို highlight မလုပ်ဘူးဒါပေမဲ့ number 7တစ်ချက်တည်းပဲထည့်နေတဲ့လူတွေအတွက်ပြောတာဒါကြီးကဘလို့ဖြစ်နိုင်တာလဲကျွန်တော်လည်းမစဉ်းစားတာအဲ့တော့နောက်တစ်ချက်ကတော့11အသာဒီ11အသာကကျွန်တော်ကျွန်တော်နားလေရတဲ့လောက်ကဩသူတို့ဒီ file ကိုစစ်လိုက်တဲ့အချိန်မှာလက်မခံနိုင်တဲ့အကြောင်းအရာတစ်ခုခုတော့လောက်ကောင်း ဟိုပထမဆုံးစစ်လိုက်တဲ့အချိန်မှလေးကနောက်ကိုဆက်စစ်ဆရာမလို့တော့တဲ့အာနေဂျန်မျိုးရှိနေတဲ့အခါမျိုးတွေမှာကျွန်တော်ဒီ11အာသာကိုပေးနိုင်တယ်။ဘာလို့ဆို11အာသာရဲ့သဘောတဘာဝကတော့သူတို့ပြောเสียအကြောင်းအရာတွေများနေတဲ့အတွက်ဒီ11အာသာကို ထုတ်ပြလိုက်တာလို့ကျွန်တော်ကနားလေဒီဗီဇာရဲ့အသွားအလာနဲ့ဒီဗီဇာရဲ့စီမံစီကံထုတ်ပြန်ချက်တွေမှာပေါ့နော်တတ်မှတ်ချက်တွေမှာအဲ့တော့ဒီလိုမျိုးရှိဒီ11အာသာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာကကြတော့ဘာလဲဆိုတော့ဒါကတော့ចောင်းသားတွေပေါ့နော် ကျွန်တော်တို့ကဘယ်လိုပြောရမလဲဆိုမြန်မာတွေရဲ့အယူအဆလည်းရှိတယ်အဲ့တော့ကောင်းစစ်ဝင်များများမြတ်တာပို့ကိုဗီဇာဗီဇာရှောက်တဲ့ဖိုင်ကိုကင်ပြီးတော့ဆင့်မဲ့လူကိုမြတ်တာများများပို့ပေးရမယ်ဆိုတဲ့အဲ့တော့ကျွန်တော်လည်းပတ်သက်ပြီးတော့လုပ်တဲ့ကြုံကြုံသားလေးဆို